ယနေ့နိုဝင်ဘာလ၁ရက်နေ့ BBN မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အင်္ဂလားပင်လယ်ော်နောက်အလယ်ပိုင်းနဲ့နောက်တောင်ပိုင်းတို့မှာတိမ်နိုင်ငံဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပင်နဲ့ကြံဘင်္ဂလားပင်လယ်ော်မှာတိမ်ထူထပ်နေပါတယ်။ရန်ကုန်တိုင်း၊အေရဝတီတိုင်း၊တနင်္လာရီတိုင်း၊မွန်ပြည်နယ်နဲ့ရခိုင်ပင်နယ်တို့မှာနေရာနှံပြ၊ပဲခူးတိုင်း၊မကွေးတိုင်း၊ကရင်ပင်နယ်တို့မှာနေရာစိတ်စိတ်နေပြည်တော်ကချင်ပင်နယ်နဲ့ချင်းပင်နယ်တို့မှာနေရာကျဲကျဲကြံတိုင်းနယ်ပင်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ ရွာရာရန်နှုံးပြည့်ဖြစ်ပါတယ်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာရန်ကုန်တိုင်းပဲခူးတိုင်းမကွေးတိုင်းရာရီတိုင်းတရင်းလာရီတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသည်ကြွေကြခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်လာနိုင်ပါတယ်မြမကန်ယူတဲ့တစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးတက်လေပြင်းကြားရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်မိုးတက်လေပြင်းကြားရောက်စဉ်ညေပြင်းမြေပြင်းလေဟာတနာယီမိုင်30မှ35မိုင်အထိတက်ခတ်နိုင်ပါတယ်လှိုင်းမြစ်မှာမြန်မာကမ်းရိုးတန်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ10ပေမှ10ပေခန့်အထိရှိနိုင်ပါတယ်နောက်နှစ်ရက်အတွက်ခမန်းကျက်မှာနေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းရယာဝတီတိုင်းတနင်္လာရီတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာ နေရာစိတ်စိတ်မှနေရာအနှံပြမိုးထစ်ချုံရွာနိုင်တယ်။မိုးလေဝသတရင်စီစဉ်ကိုမိုးလေဝသဌာန MOHADN နဲ့ဝင်းဒီဒေါ်ကုန်းတို့မှရယူဖော်ပြထားတာဖြစ်ပါတယ်။ဒီနေ့နိုဝင်ဘာလ1ရက် VPN မိုးလေဝသတရင်စီစဉ်ကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။ကျွန်တော်ကိုထွန်းပါ